ဟုတ်ကဲ့ကိုအောင်စိုးအခုကနောက်ဆုံးကျွန်တော်တို့ဗမာလူမျိုးတွေမကတော့ပဲနဲ့အိန္ဒိနာချင်းနိုင်ငံကြီးကနောက်ပြီးတော့ကဘာတစ်ခုလုံးကပါတည်ကျင်လာတဲ့အတည်င်းတစ်ပုတ်ပေါ့ဗျာအဲ့ဒါကတော့နေပြည်တော်ကိုရန်ကုန်ကိုရွှေ့မရွှေ့ဆိုတဲ့တည်င်းမှာပဲဆိုတိကျတဲ့အတိုင်းပဲအခုဒီမလ28ရက်နေ့ကလှုပ်သွားတဲ့သခိုင်းငလျင်ကအနေပြည်တော်မှာရှိတဲ့ခုနကတမရအိန်တော်တို့စစ်ယုံကျုပ်တို့ပြည်သူလွတ်တော်တို့ ဝင်ကြီးဌာနရုံးနေရောဝန်တန်းအင်ယာတွေရောအကြီးကျယ်ပျက်စီးထိခိုက်ကုန်တာကိုကျွန်တော်တို့တွေ့လိုက်ကြရတာကိုဆိုတော့အဲ့ဒါလည်းကံကောင်းတာလားကံဆိုးတာလားတော့မပြောတတ်ဘူးပေါ့ဗျာမလ29ရက်နေ့တက်မတော်နေ့စီရေးပြအခမ်းအနားကိုတက်ပြီးတော့သတင်းယူကြတဲ့ Aljazeera တို့ BBC တို့အပြင်ကိုနိုင်ငံခြားသတင်းတောက်တွေကဓာတ်ပုံဆရာကြီးလည်းရောက်နေတော့ဒီပျက်စီးတာတွေကိုသူတို့မှတ်တမ်းတင်လိုက်ကြတာဒါတော့မှကျွန်တော်တို့သုံးသစပဲတိခဲ့ရတာပေါ့ဗျာ ဘယ်လောက်ထိပျက်စီးသွားတယ်ဆိုတာကိုကျွန်တော်တို့မသိရဘူးပေါ့အဲ့ဒါကိုဖုံးဖီးဖို့လည်းနောက်ပိုင်းမှာဒီနေပြည်တော်ဝင်ခွင့်နေတင်းကျပ်တာတွေနိုင်ငံခြားသတင်းတောက်တွေကိုဗီဇာပိတ်တာတွေဒီစစ်ကောင်စီကလောက်တာကိုဒါပေမဲ့လည်းဒီနေပြည်တော်အပြိုပြက်သတင်းကဖုံးဖီးထားလို့မရတော့ပဲနဲ့ဟိုကဒီကပေါက်ကြားလာတဲ့အပြင်ကိုစစ်ကောင်စီကိုနိုင်ကယာယီတဲတွေထိုးပြီးတော့အလုံးလုံးနေရပါတယ်ဆိုပြီးတော့ပုံနေထုတ်ပြန်လာခဲ့တဲ့အထိပေါ့ဗျာဆိုတော့မေးခွန်းကဒီ2005ခု နှစ်နိုဝင်ဘာလနေစပြီးတော့တရားဝင်ရွှေ့ပြောင်းသွားခဲ့တဲ့တဘာဝတမွေရောင်းဝငွေတွေကနေရတဲ့အမေရိကန်ဒေါ်လာ8.6ဘီလီယံလောက်ကုန်ကြခံတည်ဆောက်ခဲ့တဲ့နေပြည်တော်ကြီးဟာ16နှစ်ကြာတဲ့အခါမှာငလျင်တန်ကြောင့်ဘုံဘုံလဲသွားပြီလားဆိုတဲ့မေးခွန်းပေါ့ဗျဆိုတော့တိုင်းတာအပျက်စီးတိုင်းတာပေါ့နော်ဘလောက်ထိကြီးတယ်လို့ကိုအောင်စောကြားမိလဲဗျအဲ့တော့နှစ်ပေါင်း20အတွင်းမှာစစ်အင်ဂျင်နီယာတွေ GE တွေ ီးတော့ဆောက်လွေခရိုနီတထေးကြီးတွေလက်စွမ်းပြထားတဲ့လက်ရာတွေကနှစ်ပေါင်း20တာတာပဲခံနေဆိုပါတော့ဗျာဆိုတော့အစိုးရအဆောက်အုံတွေပြန်ကြည့်မယ်ဆိုရင်တော့အနည်းဆုံး80ခန်းလုံးလောက်ပျက်စီးသွားတယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့အဲ့ဒီမှာခုနပြောသွားတဲ့လွတ်တော်တို့စစ်တပ်အဆောက်အုံတွေအစိုးရအဆောက်အုံတွေပေါ့ဆိုတော့အစိုးရအဆောက်အုံတွေပြန်ကြည့်မယ်ဆိုရင်အနည်းဆုံး80% 80ခန်းလုံးကျော်ပျက်စီးသွားတယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့ ဒီအဲ့ဒီမှာဘာဖြစ်တယ်လဲဆိုတော့ဒီအစိုးရအဆောက်အုံတွေပြင်ဒီနေပြည်တော်မှာရှိတဲ့စောက်ထားတဲ့ဟိုတယ်ပေါင်း40ကျော်ရှိတယ်အဲ့ဒီထက်မှာအစိုးရ AK ရ state gas stock တွေလည်းပါတယ်အဲ့ state gas stock ဆိုဆိုလဲတဝက်ကျော်ကျော်ဟာလုံးဝသုံးလို့မရအောင်ပျက်စီးသွားတာမျိုးတွေရှိတယ်ပေါ့လားအဲ့တော့အဲ့အဲ့ဒီခါကျတော့အစိုးရကအစိုးရဝန်ကြီးဌာနတွေကအဲ့ဒီဟိုတယ်တွေမှာပြောင်းပြီးလှုပ်လှုပ်ချင်မယ်ဆိုရင်လှုပ်လို့မရတော့ဘူးဒါကြောင့်ခုနကကိုရဲနီပြောခဲ့သလိုပဲအလားအခုယာယီကျဲတွေထိုးပြီးတော့ နိုင်ငံခြားဝန်ကြီးဌာနတွေတခြားဝန်ကြီးဌာနတွေအလုပ်လုပ်နေကြတာကိုကျွန်တော်တို့တွေ့ရတာပေါ့ဆိုတော့ဒါအပြင်ကျွန်တော်တို့ပို့ဆိုးတာပါလဲဆိုတော့ဒီဝန်ထမ်းတွေကိုသူတို့ရုံးပြန်တက်မယ်ဆိုပြောထားတယ်ရုံးပြန်တက်တဲ့အခါမှာတော့အခက်အခဲတွေအများကြီးရှိတာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ဒီဘက်ကမီဒီယာတွေဆိုရင်လည်းအဲ့ဒီဝန်ထမ်းတွေရဲ့အသံတွေသူတို့ပို့နေတဲ့ message တွေကိုကျွန်တော်နှိမ့်စင်ဒီပါဟလာဒါဇင်နဲ့ချီပြီးရနေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူတို့အထက်မှာရှိတဲ့စားရစောင်းဆိုရင်ဟလာသူတို့ကားပါကင်မှာထားတယ်ယာယီကျဲတွေစောက်တယ်အဲ့ဒီမှာအမိုးမရှိဘူးရေမရှိဘူး ရေရင်သွားဖို့မရှိဘူးစားစရာမရှိဘူးကြက်ချံဝက်ချံလောက်တော့အဆင်ပြေဘူးဆိုပြီးရေးထားတာရှိတယ်ပြီးတော့ကိုနီးကိုကလည်းပဲဖြည့်ရှင်းရတယ်ပေါ့ပေါ့နော်ဆိုတော့အဲ့ဒါမှရှိတဲ့စီမံဘန်နာတယောက်ကစီမံဘန်နာဝန်ထမ်းတူဟာဆိုရင်ဟလာဗာပြောထားလဲဆိုတော့ဝန်ထမ်းနေအတွက်နေဖို့စားဖို့မရှိဘူးဖုန်းကြောင်းတွေမှာနေရတယ်တချို့ဆိုရင်လည်းတို့မိသားစုလည်းဆုံးရှုံးကြရတယ်ရှိတယ်အခုရတိတို့အဲ့ဒီအယုတ်လောင်းနေပြန်ပေါ်လို့မရသေးဘူးဝင်နေတဲ့ဒုက္ခရောက်နေတာတော့မကူညီနိုင်ဘူးဆိုတော့အသံတွေကိုကျွန်တော်တို့ဒီကနေကြားနေရတာဖြစ်ပါတယ် ဆိုတော့အခြေအနေကကျွန်တော်တို့ထင်တာတဲ့ခံမှန်းပြီးပြောနေတာတွေတဲ့အများကြီးရေရင်မှာစိုးတယ်နေပြည်တော်ရဲ့အခြေအနေကဟဲ့လားပြန်ပြင်းမယ်ဆိုရင်တော့မှဒေါ်လာဘီလီယံနဲ့ချီပြီးတော့ပြန်ပြင်းရမှာဖြစ်ပါတယ်ဟောကျွန်တော်လည်းအဲ့လိုမျိုးပဲကြားနေရတာပေါ့ဝန်တန်းနေအဲ့လိုမျိုးအတင်းဖီအားပေးပြီးတော့ရုံးတက်ခိုင်းနေတယ်တချို့ဆိုလို့ရှိရင်ရုံးမတက်တော့ဘဲနဲ့ရှောင်ပြေးကုန်ရတယ်တချို့ငွေရှိတဲ့အထက် တန်အရာရှိကြီးတွေဆိုလို့ရှိရင်ထိုင်းဘက်ကိုတောင်မှရှောင်ထွက်တယ်လို့တောင်မှကျွန်တော်ကြားပါတယ်ဆိုတော့ဒီအချိန်နေတိုင်းဆိုလို့ရှိရင်တော့နေပြည်တော်မှာဒီစစ်အုပ်ချုပ်ရေးရန်ရဲကိုထိထိရောက် ရောက်လဲပတ်နိုင်ဖို့မဖြစ်နိုင်တော့တာအဲကျိန်းနေတာပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီရုံးအဆောက်အုံနေတယ်မကတော့ပဲနဲ့ကျွန်တော်ကြားတာကကွန်ပျူတာကွန်ရက်စနစ်တွေ data center တွေအဲ့ဒါတွေပါထိခိုက်ပျက်စီးကုန်ပြီးတော့မီးပါ ပြက်တယ်ဗျာရေပါပြက်တယ်ဆိုတော့အဲ့ဒီမျိုးအခြေအနေကြားထဲမှာခုနကဝန်တန်းတွေကအင်မတန်ရုန်းကန်နေရတယ်ဆိုတဲ့ဥစ္စာကိုလည်းသိရပါတယ်အဲဒါကြောင့်လည်းကျွန်တော်ထင်တယ်အခုကသတင်းတွေထွက်လာတာနိုင်ငံသားကြီးဟိုတယ်နဲ့ခရီးသွားဇဝကစီဝကူတန်ဗဟုပန်အတူရရန်ကုန်ကိုပြောင်းကြတော့မယ်ဆိုပြီးတော့ကနဦးသတင်းထွက်လာတော့ဗောနော်အဲနောက်ပိုင်းမှာလည်းစစ်ကောင်းဆောင်မင်းအောင်ထိုင်ရဲ့ရုံးပါပြောင်းမယ်ဆိုပြီးတော့ကျွန်တော်တို့ကြားလာရတာ ဒါပေမဲ့မရွှေ့ကျင်တဲ့သူတွေလည်းရှိတာဘာဖြစ်လို့လဲဆိုတော့ဒီနေပြည်တော်ကြီးဒီလောက်အဲ့လိုမျိုးကုန်ကြခံပြီးတော့ဆောက်ထားပြီးတော့မရွှေ့ဘူးပေါ့နော်စစ်ကောင်းဆောင်ကိုယ်တိုင်ကလည်းဒီနေပြည်တော်ကိုအခုကအကွက်ချပြီးတော့ပြန်ဆောက်မယ်ဆိုပြီးတော့အပြောလာတာလည်းရှိတာကိုအဲဒါပေမဲ့လည်းခုနကကျွန်တော်သိသလောက်ဆိုလို့ရှိရင်တော့ပုံစော်ရီနံပြီးတော့မျိုးပြက်ကြီးဖြစ်သွားတဲ့နေပြည်တော်မှာဘယ်သူမှမနေကျင်ကြတော့ဘူးရန်ကုန်ကလည်းရန်ကုန်ကိုပဲပြောင်းကျင်ကြတော့တာကိုဆိုတော့ ရန်ကုန်ကိုတကယ်ပဲရွှေ့မာလားပေါ့ကျွန်တော်တို့ဒီရှစ်ကောင်စီကတကယ်လို့ရွှေ့ခဲ့ရင်ကိုဘယ်မှာနေကြမှာလဲဘယ်မှာယုံထိုင်ကြမှာလဲอืมအဲ့တော့နေပြည်တော်ကတော့ IDB scan ဖြစ်သွားတာပေါ့ဗျာเนาะကျွန်တော် IDB scan ဆိုတာတော့အရင်တော့ကျွန်တော်တို့သတင်းတွေမှာအများနဲ့ပါတဲ့ဟာလာရှမ်းပြည်မှာကရင်ပြည်မှာအာကချင်ပြည်မှာကျွန်တော်တို့ တွေ့နေရတဲ့ IDP scan တွေပေါ့နော်ဒီနေ့ဒီချိန်မှာတော့နေပြီးတော့ IDP scan တခုဖြစ်သွားတယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ခုနမေကွန်ခုနဆွေးနေတာနှစ်ခုလို့ကျွန်တော်တို့မြင်နေအာတစ်ကတော့သူဂျိုးပြောမိုးပြောပြောတဲ့ဒီ smart cd ကို green cd ကို clean cd ကိုပြန်ပြီးတော့စောင့်မယ်ဆိုတဲ့ကိစ္စပေါ့ကျွန်တော်ထင်တာတော့ဒီစစ်ကောင်းဆောင်ကတော့အမြဲတမ်းဒီလိုပဲပြောလို့ရှိပါတယ်ဒီလိုပြောတဲ့စကားကိုလည်းစိတ်မနှံ့လို့ပြောတယ်ဆိုတဲ့သဘောလောက်ပဲ ြည်သူတွေကသဘောထားမယ်လို့ထင်ပါတယ်တကယ်တကယ်တော့နေပြည်တော်ပြန်ဆောက်မယ်ဆိုရင်ဒေါ်လာဘီလီယံနဲ့ချီပြီးကုန်မှာဖြစ်တယ်အဲ့ဒီပတ်စံကိုဘယ်သူကပေးမှာလဲဆိုတဲ့ကိစ္စပေါ့နော်ဘယ်ကနေရှာမှာလဲဆိုတဲ့ကိစ္စပေါ့တချို့ကတော့နိုင်ငံတော် budget တွေကနေပြန်သုံးမယ်လို့ပြောတော်လည်းပဲမြန်မာပြည်ရဲ့နိုင်ငံတော် budget နဲ့ GDP တိတိတ်လေးပဲရှိပါတယ်ဟုတ်ဆိုတဲ့အခါကျတော့ဘယ်လိုမျိုးပြန်ဆောက်ကြမှာလဲပေါ့ဆိုတော့ဒါမဖြစ်နိုင်ဘူးလို့တော့ပြောလို့ရတယ်အချိန်နဲ့မှာပြန်ကြည့်မယ်ဆိုရင်ဒီနိုင်ငံတော်ဧည့်ခရာကိစ္စတွေကိုကြည့်မယ်ဆိုရင် နိုင်ငံတော်အဲ့ကေရတွေကမှကျွန်တော်ကျွန်တော်တို့တိရတလောက်ကတော့အာ MR Hotel တို့ Lake View တို့ Hilton Hotel တို့ M Gallery တို့ဆိုရင်လုံးဝကိုဟလာပျက်စီးသွားတယ် Boron နေဆိုရင်လည်းလုံးဝပျက်စီးသွားတယ်သုံးလို့မရတော့တဲ့အဆင့်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီထဲမှာမှ Apart Royal တို့ Jasmine Hotel ပေါ့ Jasmine ဆိုရင်ယူနန် Camping Ski ပေါ့အဲ့လို Hotel တွေနှစ်ခုလောက်ပဲပြန်ပြီးတော့သုံးလို့ရတဲ့အဆင့်လောက်ရှိတာတွေ့ရတယ်ဒါတွေအပြင်ပေါ့နော်ပြီးတော့6လုံးနှန်းကိစ္စပေါ့6လုံးနှန်းမှာဆိုရင်လည်းဟလာအခုအချိန်မှာ6လုံးနှန်းမှာနေတဲ့ အဲအရင်တော့အကြိမ်းစားဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ဦးတန်းရွှေတို့ဦးတျောင်မြင့်ဦးတို့ဟာဗိုလ်ချုပ်ကြီးအေးတို့ဟဲ့လားအဲပြီးတော့ပြီးတော့ဦးသိန်းစိန်တို့ဦးရွှေမန်းတို့အဲသူတို့တွေလည်းရန်ကုန်ပြန်ရွှေ့မယ်ဆိုတော့အတီးပြုတ်လို့မရတဲ့ကောလာဟာလာတွေတော့ထွက်နေတာပေါ့နော်သူတို့တွေရဲ့အိမ်ကြီးဆိုရင်လည်းမျက်နှာချက်တွေပြက်စီးသွားတယ်ပြက်စီးတွေရှိတယ်လို့ကျွန်တော်တို့သတင်းတွေသိရပါတယ်ဆိုတော့ ုနကိုရင်းနေမိခဲ့တယ်လို့ပြန်ဆောင်မယ်ဆိုရင်လည်းပြန်ဆောင်တော့ရင်းခုန်နေတဲ့ဆက်လို့ရေးကုမ္ပဏီအဟောင်းနေဆက်လို့ရေးကုမ္ပဏီအသစ်တွေရှိတယ်အဲသူတို့ရဲ့ budget တွေအများကြီးချပေးမယ်ဆိုရင်ပြန်ဆောင်ချင်နေဆိုတဲ့အတန်တွေလည်းထွက်နေတာတော့တွေ့ရပါတယ်ဟာကိုအောင်သောခုနကတကယ်လို့ကျွန်တော်ပြောသလိုမျိုးရန်ကုန်ကို ရွှေ့ဖို့အလားအလာရောကိုအောင်သောမြင်မိလားဗျဟုတ်ဆိုတော့အဲ့ဒီဟာတွေပြောမယ်ဆိုရင်တော့ကျွန်တော်အတိတ်ကိုနည်းနည်းပြန်သွားရမယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ 2005ကျွန်တော်တို့ဒီနေပြည်တော်ရွှေ့မယ်ဆိုတဲ့အချိန်မှာဟလာဒီရန်ကုန်မှာရှိတဲ့ဒီအစိုးရအဆောက်အုံဝန်ကြီးဌာနအဆောက်အုံဘုံက၄တောင်ကျော်ရှိတယ်။အဲ့၄တောင်ကျော်ကို နောက်ပိုင်းမှာ နေပြည်တော်ရွှေ့ပြီးတဲ့ခါမှာအဲ့ဒီအဆောက်အုံတွေတော်တော်များများကိုဂျန်ခင်းစင်းနဲ့အဲ့တော့ဝန်ကြီးဖြစ်တဲ့ဦးစိုးသားချပေးခဲ့တော့မှတ်မိကြမယ်ထင်ပါတယ်။အဲ့ဒီအဆောက်အုံတွေဒီနေ့ဘယ်သူရသွားခဲ့လဲဆိုရင်မြန်မာနိုင်ငံမှာချမ်းသာပါတယ်ဆိုတဲ့ နေပြီးတော့ဆောက်ပြီးတော့ဘီလန်နာတွေဖြစ်သွားတဲ့တထဲကြီးတွေရသွားခဲ့တာကိုတွေ့ရမယ်။ဘယ်သူတွေလဲလို့ပြောမယ်ဆိုရင်ဟလာဥတေစာပါမယ်။ဥအောင်ကိုဝင်းပါမယ်။ဇာအကြောင်းလို့လည်းလူသိများတယ်။ဥစောစောပါမယ်။ဥမောင်ရေးပါမယ်။အဲ့ဒါပြီးတော့ဝင်းကြီးအောင်ဥအောင်တောင်းရဲ့သားတွေသူတို့ရသွားတာတွေ့ရမယ်။အဲ့ဒီဆောက်တဲ့အကုံလုံးကိုရသွားခဲ့တာကခရိုနီတထဲကြီးတွေဖြစ်တယ်။သူတို့တွေကအဲ့ဒီနေရာတွေမှာဟလာသူတို့ရဲ့ဘန်တွေ အဲသူတို့ရဲ့လုပ်ငန်းတွေသူတို့ရဲ့စီးပွားလုပ်ငန်းတွေကိုချထားပြီးသားဖြစ်တယ်အဲ့လို့ဆိုရန်ကုန်ပြန်ရွှေ့မယ်ဆိုရင်ဘယ်ကိုရွှေ့မှာလဲကျွန်တော်ပြန်ပြီးမေးနေတာကဟာလာအာဘယ်ကိုပြန်ရွှေ့မှာလဲအခုဝင်းကြီးမယုံကိုရွှေ့မယ်ဝင်းကြီးမယုံကိုရွှေ့မယ်ဆိုရင်လည်းအခုဆို copy sign နေဖွင့်ထားတယ် sign နေဖွင့်ထားတယ်ပေါ့နော်ဆိုတော့ဘယ်ကိုရွှေ့မှာလဲဆိုတဲ့ကိစ္စပေါ့ဒါမှမဟုတ်လည်းမျိုးသစ်တစ်ခုကိုပေါ်မှာလာနော်ဒါမှမဟုတ်အရင်ကဝင်းကြီးဝင်းကြီးဌာနအဟောင်းနေဖြစ်တဲ့6ထက်ယုံတို့စစ်ယုံတို့ ရွှေတဂုံရှိမှရှိတဲ့ဟာလာယုံနေရွှေတဂုံဖျားရှိမှရှိတဲ့ယုံနေအဲ့ဒါတွေအကုန်လုံးကခရိုနီတထေးကြီးတွေအကုန်ယူသွားချာပြီဖြစ်ပါတယ်အဲ့နောက်ပြီးတော့ဟာလာမြန်မာပလာဇာဆိုရှိတယ်အဲ့မြန်မာပလာဇာဆိုအရင်တော့ဆက်မှုတီကိုညှိထားတာဖြစ်တယ်အဲ့ဒါကဘယ်သူရသွားလဲဦးအောင်တောင်းရဲ့သားတွေပဲရသွားတယ်ဆိုတော့အဲ့ဒါမျိုးတွေပေါ့နော်ဆိုတော့အဲ့ဒီဆိုအဲ့ဒါဆိုရင်အဲ့ဒီဝိညာဏတွေအဟောင်းတွေမှာအခုပြန်ပြီးထိုင်ကြမှာလားအဲ့ဒါအဲ့ဒါအဲ့ဒါတော့ကျွန်တော်လည်းမသိဘူး ောက်တစ်ခုကြားထားရလဲရှိတယ်အဲ့ဒါကတော့အဲဘတ်ဂျက်မရှိတာရှိတာတပိုင်းပေါ့လေခုနကဒါပေမဲ့နေပြီးတော့အစ်စ်ထပ်ဆောက်မယ်ဆိုပြီးတော့အဲပြောနေကြတဲ့လူတွေလည်းရှိတယ်အဲ့ဒါကတော့အဲတောင်ငူရီရာရှိစွာတာဂရအမြန်လမ်းပေါ်မှာတဲ့ဒီစစ်တောင်းမြင့်နဲ့ပကိုးပကိုးရိုးမကြားတဲ့မြေပြန့်လွင်ကွင်ကြီးပြောလို့ရှိရင်တော့နေပြီးတော့အောက်နည်းနည်းကြာတော့အဲ့မှာစောက်မယ်ဆိုပြီးတော့အဲ့လိုမျိုး အဲစာပေတွေကောက်တယ်လို့ဘာလို့ပြောတာလဲအကြားနေတာလဲရှိတာဒါပေမဲ့ခုနကကျွန်တော်တို့ပြောသလိုမျိုးပဲဗမာလဲဘတ်ဂျက်ပေါ့ခိုးတုန်းကတော့နေပြည်တော်တုန်းကတော့ဦးတန်းရွှေကတဘာဓာတ်ငွေတွေတွေ့ပြီးတော့ရောင်းရတဲ့ပတ်စံတွေအများကြီးဝင်ခဲ့တာအခုကတော့ဗမာလဲပေါ့ပတ်စံဟာဆိုတော့အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကြားဦးတယ် ကျွန်တော်ကြောက် ပြီးတော့တခုရှိတယ်အဲ့ဒါကတော့အဲ့ဒီဘိုလ်ချုပ်ကြီးခင်ညွန့်ခစ်တုံးကတော့ဟာလာတိုးကြောင်လေးဘက်မှာလဲကုဘက်မှာသူတို့စေယုံရွှေ့မယ်ဆိုတဲ့ plan တခုတော့ရှိခဲ့ဘူးတယ်ပေါ့နော်အဲအဲ့ဒီဘာကြောင့်လဲသူတို့ကသူတို့ကလူရဲမှာလူရဲမှာလည်းမနေချင်ဘူးသူလုံခြုံရေးကိုလည်းသူတို့ကစိုးရင်ရတယ်ဟာလာရန်ကုန်ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ crowded ဖြစ်လာတာလူတွေပို့ပြီးတော့ပြေလာတယ်လူတွေပို့ပြီးတော့ကြက်တိတ်ပြီးများလာတယ်အဲ့ဒီအခါမှာသူတို့ကဟာလာမြို့ပြင်ကို trap ဖို့သူတို့စဉ်းစားခဲ့ဘူးတဲ့အကြံရှိတယ်ပေါ့နော်အဲ့ဒီခေတ်တုန်းကတော့တရုတ် ပုဂ္ဂလိကကုမ္ပဏီကပဲဆွဲပေးမှုတဲ့ plan တစ်ခု city plan တစ်ခုရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့လဲကုနဲ့တိုးကြောင်လေးဘက်မှာရှိမယ်ပြီးတော့အဲ ferry နဲ့ရုံတန်းမယ်ဆိုတော့အကြံတွေရှိခဲ့ဦးတယ်ဒါပေမဲ့အဲ့လို gas person တွေရင်းနှီးတဘာတောင်းခဲ့ person တွေရလာတဲ့အခါမှာတော့ person တွေရလာတဲ့အခါမှာတော့တို့ကဒီနေပြည်တော်ရွှေ့ဖို့ဟာလာဘ ෝජ ုအဲ့တော့အဲ့တော့ဘ ෝජ ုမှုကြီးတန်းရွှေနဲ့ဒုတိယဘ ෝජ ုမှုကြီးမောင်အေးရနေပြီးတော့ကောင်းချင်းခဲ့တယ်သဘောတူခဲ့တယ်ပေါ့နော် အဲ့ဒီနေပြီးတော့စောင့်ပြီးတဲ့အချိန်မှလည်းမြန်မာပြည်မှာတထေးတွေဘီလင်နာတထေးတွေအများကြီးထွက်လာတာကိုကျွန်တော်တွေ့ရတယ်။ဒါဆိုရင်တော့နေပြီးတော့စောင့်တဲ့အခါမှာဘယ်သူတွေချမ်းသာသွားလဲဘယ်သူတွေအိတ်ကက်တွေဖောင်းသွားလဲဆိုတာလည်းကျွန်တော်တွေ့ရမှာဖြစ်တာပေါ့ဗျာနော်။ဟောကိုအောင်တော်ခုနကအဲဘိုးချုပ်ခင်ညွန်းတို့ခုနကစောက်ကျင်တဲ့အာဟာကိုတရုတ်ကဝင်ပြီးတော့ကူစောက်ပေးမယ်လို့ပြောတာကြားရတော့အခုလည်းဒီမြန်မာစစ်ကောင်းဆောင်မရောက်နိုင်ကို တရုတ်ကပဲဝင်ပြီးတော့ကူဆောက်ပေးအောင်မလားလို့အဲ့လိုမျိုးတန်တရားဖြစ်မိတာပေါ့ဗျာအဲအခုကလည်းပြောရမယ်ဆိုလို့ရှိရင်ဒီပြည်တော်ကနေရွှေ့ကျင်ရတဲ့အကြောင်းရင်းဒီအဲ့လိုမျိုးငလျင်ကြောင်အုတ်ချုပ်ရည်ရန်တရားအဲပြီးပြီးပြင်းပြင်းမဖြစ်တာလေတကြောင်အပြင်ကိုအဲတော်တော်များများပြောတာကြားရတဲ့ဥစ္စာတော့ဒီကတော့ဒုံဂျုံရေးရသူတို့ဒီမလုံးဂျုံတော့တဲ့အခါမှာကြတော့ ခုနကကျွန်တော်တို့မမြင်နိုင်ရဲအများကြီးရှိတာသူတို့ရဲ့ဒီဟလာဟိုလုံးဂျုံကြီးရမြေအောက်မှာစောက်ထားတဲ့အဆောက်အုံတွေပါလေရှိရင်ရှိကောင်းရှိအများကြီးပေါ်လေရှိရှိနေတာကိုဆိုတော့ဒီဟာဒီပြိုလားမပြိုလားကျွန်တော်တို့လည်းသိချာမသိဘူးပေါ့နော်ဒါပေမဲ့ပြောနေတဲ့လူတွေပြောနေကြတဲ့အဲ speculate လုပ်နေကြတဲ့လူတွေကတော့အဲ့ဒီလိုမျိုးပုံကွက်ဖို့လုံးဂျုံကြီးကောင်းတဲ့နေရာတွေမရှိတော့တဲ့အတွက်ကြောင့်ဒီပြိုကနေပြီးတော့ ်ပြောင်းကပြောင်းကျင်ကြတယ်ဆိုတော့အဲယူဆတစ်ခုတော့ဟောကျွန်တော်လည်းကြားပါတယ်ကိုအောင်စောအဲ့ဒီအပေါ်မှာဘယ်လိုမြင်ပါလဲခင်ဗျကျွန်တော်တော့ပြောင်းပြန်ပြန်စဉ်းစားမိတယ်နေပြည်တော်ကိုရွှေ့တာကသူလုံုံရင်းကြောင့်ရွှေ့တယ်လို့ကျွန်တော်နားလည်ထားတယ်2005 2006မှာသူတို့နေပြည်တော်ကဂျပန်ခေတ်တုန်းကလိုပဲတကယ်ဖိုးကြက်ကြတဲ့နေရာဖြစ်တယ်စီအေးရတဲ့အရေးကြီးတယ်အာရှမ်းပြည်ဟာလာနောက်ရှမ်းပြည်ကချင်းပြည်ပြီးတော့တောင်ပိုင်းမြောက်ပိုင်းအရှိအနောက်ကိုတေချာထိနေတဲ့ဗိုလ်ချက်ဖြစ်လို့သူကစီအေးရပြောင်းတာပေါ့နော်အခုတော့နေပြည်တော်က ငလင်းတန်းကြောင့်ခံလိုက်ရလို့ပြောင်းအောင်မယ်ဆိုရင်လေသူတို့ဘေးကိုပြောင်းအောင်မလဲပေါ့ကျွန်တော်ပြောချင်တာကတော့တေးချင်းနဲ့ကြာတော့ပြောင်းဆိုဆိုသူလိုမျိုးတေးချင်းနဲ့ကြာတော့ပြောင်းဆိုသူလိုမျိုးပေါ့ဗျာဆိုတော့နေပြည်တော်မလုံခြုံဘူးဆိုရင်ဘေးကိုပြောင်းမှာလဲစစ်ကောင်စီခေါင်းဆောင်တွေအတွက်လုံခြုံတဲ့နေရောင်မြန်မာပြည်မှာရှိလို့လားပေါ့အဲ့လိုပဲမေးရမယ်ထင်ပါတယ်ဟုတ်ကဲ့ကောင်းဆိုယေရှုတင်ပါတယ်ယေရှုပါကိုယ်ရင်းနေယေရှုပါ